တနိုင်ငံပင်မအကျိုးစီးပွားတွေနဲ့အဓိကစိုးရိမ်စရာတွေကိုအပြန်အလှန်လေးစားပြီးဆက်ဆံရေးကိုလမ်းကြောင်းမှန်ပေါ်ဆက်ရှိနေစေရေးတေချာအောင်ဆောင်ရွက်ဖို့တရုတ်တမရရှိခြင်းဖြင့်ကတောင်ကိုရီးယားတမရလီကျဲမြောင်ကိုဇွန်လ10ရက်မှာပြောကြားခဲ့ကြောင်းတရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ် ပြီးခဲ့တဲ့သတင်းပတ်မှာတမရအစ်တလီယာဒူးစတင်လက်ခံပြီးနောက်ပိုင်းပထမဆုံးအကြိမ်ဖုန်းခေါ်ဆိုမှုအတွင်တရုတ်နဲ့တောင်ကိုရီးယားဆက်ဆံရေးတည်ငြိမ်ပြီးအားကောင်းလာတာဟာဒေတာတွင်နဲ့နိုင်ငံတကာအကျိုးစီးပွားအတွက်အထောက်အကူဖြစ်စေကြောင်းပြောပါတယ်။တောင်ကိုရီးယားမှာအမေရိကန်ဒုံးကျည်ကာကွယ်ရေးစနစ်တပ်ဆင်မှုနဲ့ပတ်သက်လို့နှစ်နိုင်ငံအငင်းပွားမှုဖြစ်ခဲ့ပေမယ့်2018ခုနှစ်နောက်ပိုင်းဆက်ဆံရေးတိုးတက်လာခဲ့ပြီးတရုတ်ဟာတောင်ကိုရီးယားရဲ့အကြီးမားဆုံးကုန်သွယ်ဘက်ဖြစ်ပါတယ်။ မိမိတို့နှစ်နိုင်ငံအနေနဲ့အပြန်အလှန်ဆက်သွယ်မှုပိုများလာအောင်လှုံ့ဆော်ရမှာဖြစ်ပြီးယင်းဤတဲ့အိမ်ကြီးချင်းတွေရဲ့ဦးတီယာစီရှောက်လန်းရမှာဖြစ်ကြောင်းတမရရှိချင်းဖြင့်ကပြောခဲ့တာပါထိုင်နိုင်ငံသားဗျူဟာမြောက်ပူပေါင်းဆောင်ရွက်မှုကြောင့်ဒေတာတွင်မှာရောနိုင်ငံတကာမှာပါအကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်လို့ရှီကျင်းဖင်ကပြောဆိုခဲ့ပါတယ်